တော်မင်းနူအောင်ချောင်းကိုစေတုံလို့ငလေလုံးရချောင်းပြောလာတဲ့တရုတ်ဆောင်နေနော်မြန်မာနိုင်ငံမှာငလေလုံးတာကနမိတော်မင်းနူအောင်ချောင်းနဲ့ဆက်ဆက်နေချောင်းပြောလာတာကတရုတ်ဆောင်နေနော်ပါတရုတ်ဆောင်နေနော်ဆိုတော့ကတော့နမဲကြီးမင်းသားမဟုတ်ဘဲဇပ်ပုတ်ဆိုင်ရမင်းသားတယောက်ပါတရုတ်ဆောင်နေနော်ကအခုချိန်မှာငလေပေးတင်ပြည်သူတွေကိုကူညီနေတာဖြစ်ပါတယ်ဒီလိုတော့ရကူညီနေရင်းနဲ့နမတော်မင်းနူချောင်းနဲ့ပတ်သက်တဲ့ထူးခြားချက်တွေကိုကြားလာရတာဖြစ်ပါတယ် အဲ့ဒါကတော့နမ်မတော်မင်းတို့အကြောင်းကိုစေတုံရင်မြန်မာနိုင်ငံမှာသဘာဝဘေးရန်တွေချရောက်တတ်တယ်ဆိုတာပါပဲ။အရင်တခါကနမ်မတော်မင်းနုအုပ်ချောင်းကိုစေးတုတ်တဲ့ခါမှာမန္တလေးမှာခொနည်းတိတိမရက်ပဲမိုးရွာလုံးရေကြီးရေချမ်းဖြစ်သွားတယ်လို့သိရတာပါ။ယခုနှစ်ပိုင်းမှာတော့နမ်မတော်မင်းနုအုပ်ချောင်းကိုရွှေရောင်စေးတုတ်ထားတာဖြစ်ပါတယ်။ဒီလိုရွှေရောင်တုတ်ခဲ့တာကြောင့်လည်းဝေဖန်မှုတွေရှိခဲ့တာပါ။ဒီလိုရွှေရောင်စေးတုတ်ပြီးမြန်မာနိုင်ငံမှာမုံတိုင်းချောင်းရေကြီးရေချမ်းမှုတွေနဲ့လူတွေအတအဝန်စီစဉ်ပြည့်စုံရှုံရတာပါ။ အခုအခါမှာတော့မြန်မာနိုင်ငံမှာငလင်ကြီးထပ်မံလုတ်ခတ်ခဲ့ကအင်အားပြည့်ငလင်ကြီးလုတ်ခတ်ခဲ့တာဖြစ်ပါတယ်။အဆိုပါမြင်ငလင်ချောင်းလေးတန်အိုးဤစီစဉ်ပြည့်စည်ဆုံးရှုံးမှုတွေများပြားခဲ့ပါတယ်။နမရောမင်းနူအောင်ချောင်းကရှေးမီနောက်မီပုတ်ကူတူကတော့ဒီလိုမြန်မာနိုင်ငံမှာတဘာဝဘေးရန်ကြီးချရောက်နေတာကနမရောမင်းနူအောင်ချောင်းကိုစေးတုံးလိုက်လို့ဖြစ်ချောင်းပြောလာတာပါ။အဆိုပါလူကြီးကနမရောမင်းနူအောင်ချောင်းမှာအဆောင်ရှောင်လေးယောက်ရှိတဲ့ဆိုကဆိုပါလူတွေကစေတုံရင်မြန်မာနိုင်ငံကိုဘေးဒုက္ခကြရအောင်လုပ်လို့ရှိတယ်လို့ဆိုပါတယ်။